င်ပြီးတော့ကြားလို့နေမှာစိတ်ကြီးဝိတ်ချရမှာပေါ့ဒီဈေးကောင်းလာတဲ့အချိန်တော့ပေါင်138ပေါင်ရှိပါတယ်အခု185ပေါ့အားလုံးပေါင်32ပေါင်ကျပါတယ်32ပေါင်မှာကအစီဒီကြီးပဲ32ပေါင်ကျပါတယ်ကျွန်တဲ့တပေါင်ကတော့ရေဝိတ်ပါမကြီးကလွန်ခဲ့တဲ့ကာလတွေပတ်လုံးမှာသွားရတဲ့ယောဂအောင်မကြီးကအကြိုက်ခံစားခဲ့ရတာအသက်90ဝန်းကျင်ကာလ 51 52အဲ့လောက်ကနေစပွားလာတာဟာဒီ53 54ဒီပေါ့နော်ပြေးတောင်မပြေးနိုင်မအီးဆိုပြေးတောင်မပြေးနိုင်ပါဘူးဆွဲကောင်းကောင်းနဲ့တော့လုခရအောင်ဟုတ်တယ်လီလာဒါမှထတ်ချအောင်ရဲ့ကိုစားသူတို့မိဘတွေရဲ့ကိုစားငင်္ဂလာစကားလေးပြောချခွင့်ရတဲ့အတွက်လည်းများနေများဝမ်းသာကုန်ပြီပါရှင်ပြီးသွားတဲ့အကြောင်းရင်းကိုပြောမယ်ဆိုရင်တော့ပြီးသက်တည်ပြောနေသလိုပါပဲ ဒါစုပြီးသင်းမင်္ဂလာဆောင်လေးရှိနေတဲ့အခါကျတော့မာကြီးတို့တီးတဲ့ချိန်မှာငါဝေးချမှဖြစ်တော့မယ်ဆိုအတွေ့အကြုံပေါ်လာပါတယ်အဲတော့မာကြီးကဟိုဘယ်သူနဲ့စကားဆက်မိလဲဆိုတော့စနီမြေလွင်နဲ့အရင်စကားဆက်မိပါတယ်အဲဆက်မိတော့တတိယမာကြီးဝေးချမယ်ပိန်အောင်လုပ်ပေးမယ်ဘာညာနဲ့ပြောမာကြီးကငါခန္ဓာကိုယ်ကြီးနဲ့ပိန်ရောပိန်ပါမလားမသိဘူးဒါပေမဲ့ငါပိန်တော့ပိန်ကျင်တယ်ဖြစ်တဲ့အခါကျတော့တတိယဒီစည်းကမ်းကိုညွှန်ပါတယ်စည်းကမ်းကိုညွှန်တဲ့ပြောမာကြီးကကိုယ့်ကိုယ်လည်းမသွားဘူးနောက်ဆုံးတော့သူကိုယ်တိုင်လာပို့ပေးရပါတယ်တတိယအဲလာပို့ပေးနေမာကြီးတို့ဒီစည်းကမ်းကို ဂျွန်လပေါ့ဂျွန်လ14ရက်နေ့မှာဒီစေကံကိုစရောက်ပါတယ်။အဲ့ဒါနေပြီးတော့ဆရာနဲ့ဆွေးနွေးပါတယ်။ဆွေးနွေးပြီးတော့မိုင်းမှာဘာယောဂါတွေရှိလဲသိစိတ်သေချာစစ်ပါတယ်။စစ်ပြီးတော့မိုင်းမှာအများဆုံးကတော့အစီပါပဲခန္ဓာကိုယ်တစ်ခုလုံးမှာအဲ့ဒါကိုဆရာသေချာစစ်စစ်ပြီးတော့မှလိုအပ်တဲ့ညွှန်ကြားမှုပေးတာပါ။အဲခက်တာမိုင်းမှာတိုက်ရိုက်ရှိတယ်။တိုက်ရိုက်ရှိတော့အဲအရင်အရင်တော့လည်းမိုင်းဒီလိုမျိုးဝိတ်ချဖို့ဒီ plan တွေအများကြီးလုပ်ခဲ့ပါတယ်။ဒါပေမဲ့တိုက်ရိုက်ရှိနေတဲ့အခါကျတော့ချို့ကမလုပ်ပေးရဲကြဘူးပေါ့နော်။ အမှန်တကယ်တော့ thyroid နဲ့မဆိုင်ပါဘူးတကယ်တမ်းကျတော့ thyroid cancer ဖြစ်မှသာလေဒါတွေကိုမလုံလုံလို့မရတာပါအဲ့တော့ဆရာအတိအချစစ်စစ်ပြီးတော့ဘာကြီးကိုလက်တွေ့ချက်ကြပဲအခုလိုမျိုးပိန်သွားအောင်အများကြီးညွှန်ကြားပေးခဲ့တာပါဘာကြီးကလည်းဆရာညွှန်ကြားတဲ့အတိုင်းတိတိချာချာလိုက်နာပါတယ်တိချာလက်တွေ့ချက်ကြလည်းလုပ်ပါတယ် အဲကြောင့်မို့လို့မိုင်းဒီဈေးကောင်းလာတဲ့အချိန်တော့ပေါင်139ပေါင်ရှိပါတယ်အခု185ပေါင်အားလုံးပေါင်32ပေါင်ကျပါတယ်ဒါပေမဲ့ထပ်ပြီးတော့လေချအောင်ပါပါဘာထက်ပေါင်20လောက်ထပ်ချကြမသိလေမိုင်းရဲ့ body weight နဲ့ဆိုရင်မိုင်းရဲ့ weight ကများနေပါသေးတယ်အဲ့တော့ကျမကြီးအရာပေါ့နော်မိုင်းထပ်ပြီးတော့ weight ချအောင်ပါပါခေတ်ကတည်းကခါရခေါ်လာပါဘာကြီးဝေးချဟုတ်တယ်ဘလို့ဘလို့မူတီရလဲဆိုတော့ဘလို့ဘူတီမမြပါဘူးဝယ်မယ်ခေါ်လို့လိုက်လာတာပါ ခေကရေရပေါင်200နဲ့မှ32ပေါင်ရှိပါတယ်အခုခေခေက200နဲ့မှ1ပေါင်ပဲရှိပါတော့တယ်ခေခေပေါင်32ပေါင်ပေါ့နော်စုစုပေါင်32ပေါင်ကျသွားပါတယ်ရှင့်ပြီးအစီရကျတော့ခေခေ14ပေါင်ကျသွားပါတယ်ရှင့်အရင်လိုမျိုးမလုံမလဲမဖြစ်တော့ဘူးပေါ့နော်ဒါတော့မလုံမလဲဖြစ်နေအောင်ပေါ့ဟုတ်ဖြစ်တယ်ဖြစ်တာဟိုမျိုးအော်ခေအရင်များဝါနေမလားပေါ့ဩဝါများနေလားဒါမဲ့ဒီကိုလုံးနဲ့ခေခေဝှစ်ချင်တဲ့အဝစား စစ်မပြေးသေးဘူးပေါ့နော်အများကြီးထတ်ချရအောင်ပါအော်လက်ပြတ်ခါဝင်လေးတွေဝတ်ချင်တယ်ဘောနော်ခါဝင်လေးတွေတော်တော်များများဝတ်ချင်ဝတ်ချင်တယ်ဝေးရတော့မှာပါဝေးရတော့မှာအော်မိုင်းတော့ပြေးတော့ကလုံးဝ surprise တိုက်လိုက်တာနော် surprise တော့မတိုက်ပါဘူးဒီလိုပါပဲကြိတ်ပြီးဝိတ်ချရမှာပါမိုင်း32ပေါင်ကြာတယ်ဒါပေမဲ့အဲ့32ပေါင်မှာကမိုင်းရဆရာဝန်ညွှန်ကြားတဲ့အတိုင်းတရားလုပ်တဲ့အတွက်မိုင်းရအစီလေးကြီးပဲ32ပေါင်ကြာပါတယ် ကျွန်내တပောင်းကတော့ရေဝိတ်ပါမကြီးတို့မှာ plan ရှိပါတယ်ဇရားွက်ရှိပါတယ်အဲ့ဇရားွက်ကိုကြည့်ရင်အကုန်သိပါလိမ့်လို့လည်းမရပါဘူးတပတ်တစ်ခါမကြီးတို့ဝိတ်လာချင်းရတဲ့အခါမှာမကြီးဒီဒီတပတ်လုံးမှာကောင်းကောင်းစားရလားဆံဝင်ညွှန်ကြားတဲ့တိုင်းလိုက်နိုင်ရလားဆိုတာကအဲ့ပေါင်ချင်းတဲ့အချိန်မှာအကုန်သိပါတယ်အဲ့တော့အစီအူကြဖို့ဆိုတာကမကြီးကအသားများများစားမှရမှာ အသားစားတော့မှအဲ့အစီနေရာမှာအသားတွေကတိုးပြီးမာဆယ်တွေတိုးပြီးမာကြီးကဝိတ်ကြမှာပါအဲ့နီလန်ကိုမာကြီးလှုပ်ပါတယ်အဲ့တော့မာကြီးအငတ်ခံနေရလားဆိုတော့အငတ်လည်းမခံရပါဘူးမာကြီးထမင်းလည်းစားပါတယ်မာကြီးစားကြတာတွေလည်းစားပါတယ်ဒါပေမဲ့ချင့်ချိန်ပြီးစားတော့တာပေါ့ဘာလို့လဲဆိုတော့ကိုကဝိတ်ချနေတဲ့ plan ကိုယူထားတဲ့အတွက်အဲလိန်လို့လည်းမရတဲ့အတွက်ဆရာတို့ကလည်းအားနာတယ်သူတို့ကတေးချောင်စည်တနာနဲ့ကိုကိုပေးစီချင်တာဆိုတော့ဒါပေမဲ့မာကြီးဘာလို့တွေ့ကြကြတိလာလဲဆိုတော့ဘယ်ကရာကိစ္စမျိုးမဆို ကိုကိုတိုင်းပါဝင်ဆင်နွှဲမှာအောင်မြင်မှာပါဆရာတို့ကညွှန်ကြားတယ်ပြောတယ်အဲ့ဒီတိုင်းမကြီးတကယ်လက်တွေ့လိုက်နာပြီးနာခံပြီးစားမှတောက်မှနေထိုင်မှမကြီးဝိတ်ကြမှာပါဆွဲကောင်းကောင်းနဲ့လုပ်ခဲ့တာဟုတ်တယ်လီလာဒါနဲ့ထတ်ချအောင်ဆိုတော့ကျွန်တော်တို့ဟိုအမှုပြချင်းနေဆိုတော့သူတို့သူတို့ကိုလောက်ရတော်တော်ကြီးတာဝန်ကြီးတယ် နုပညာရှင်မှမဟုတ်ပါဘူးအကုန်လုံးတခြားလေး medical check up လုပ်ပြီးတော့တို့လိုအပ်တာပဲရှာပေးရတတိယကတော့ဒီမှာကကျွန်တော်တို့ plan လေးတွေကအမျိုးမျိုးရှိတယ်ပေါ့ weight ရှာတဲ့ plan လေးကအမျိုးမျိုးရှိတယ်အဲ generation like ဆေးတွေကကွာသွားတာပေါ့အမကြီးဆိုရင်အခုနောက်ဆုံး generation အမြင့်ဆုံးဆေးကိုထိုးထားတယ်ခလေးဆိုရင်တော့ဒီ second generation ကိုထိုးထားပေါ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လို plan မျိုးမျိုးယူယူလုံးလုံး calorie deficit ဆိုတာမရှိဘူးဆိုရင် weight ကလုံးဝမကျအောင်အဲ့ calorie deficit ရှိဖို့ကစနစ်တကျရှိဖို့ကကျွန်တော်တို့လိုအာဟာရဆရာဝန်တွေဦးစီးတဲ့ plan ကိုယူတယ်ဆိုရင်တော့ပို့ပြီးတော့ wait ကြတာမြန်တာပေါ့နော်ကတော့ကျမကြီးပါပဲမကြီးတို့ကျမကြီးကောင်းမှုအရေးကြီးရယ်မကြီးကလွန်ခဲ့တဲ့ကာလတွေပတ်လုံးမှာသားရဲယောဂအောင်မကြီးကအချားကြီးခံစားခဲ့ရတာမကြီးမှာဓာတ်ပုံတွေရှိတယ်ပြချင်တယ်အဲဘလူလီလဲဆိုတော့မကြီးရဲ့အဲ့အသက်50ဝန်းကျင်ကာလ51 52အဲ့ဘလောက်ကနေစဝါလာလာတာဟာဒီ 53 54ဒီပေါ့နော်နှစ်နှစ်သုံးနှစ်ထောက်လျှောက်ဝါအဲ့ချိန်မှာမာကြီးမလေးမျိုးဆိုအလက်ဂျီတွေလည်းဖြစ်တယ်မျက်နှာမှာဆိုလည်းဘူးရအများကြီးပေါက်တယ်မာကြီးရဲ့ဒီသွေးကစားတဲ့အချိန်ကြီးဖြစ်နေတဲ့အချိန်ဆိုတော့အဲ့ဒီဒဏ်ကိုမာကြီးကကြံ့ကြံ့ခံခဲ့ရပါအဲ့တော့မာကြီးကအဲ့ဒီယောဂတွေကိုအရင်ပြောင်းအောင်ကုရပါတယ်ဟိုဝိတ်ကိုနောက်မှချဖို့စဉ်းစားရပါတယ်ဆိုတော့ thyroid ကလည်းဖြစ်ဆိုတော့ thyroid ကိုလည်းအရင်ဆုံးညီအောင်မာကြီးကထိန်းသိမ်းရပါတယ်အဲ့တော့အဲ့ဒါတွေယောဂါဘာတွေအကုန်ကင်းပြီဆိုမှမာကြီးက weight ချမဲ့ plan ကိုစလုပ်နိုင်တဲ့သဘောပေါ့ ဆောမိုင်းကာလာလေးတော့ဝေးချရတယ်ဆိုရင်မတိုးပါဘူးနည်းကျိုးစားရတာပါအဲကြောင့်မကြီးထမင်းမစားဘူးဆိုတာလည်းမဟုတ်ပါဘူးထမင်းလည်းစားပါတယ်ဆွဲရှိဖို့ပါပဲပေါင်30လောက်ကျသွားတယ်ဆိုတော့လေတိတာတာပေါ့လေအဲတော့ပေါင်30လောက်မကျခင်ကတော့မတိတာပါဘူးဒါပေမဲ့ပေါင်30လောက်ကျသွားတဲ့အချိန်မှာမကြီးမြမအင်ကြီးလေးတွေကို confidence ရှိရှိဝတ်လာနိုင်တာပေါ့ပြီးတော့အသက်အရွယ်နဲ့အလိုက်ပေါ့နော်မကြီးတို့လိုအသက်အရွယ်ရှိတဲ့လူတွေကဟိုဘယ်လိုခေါ်မလဲ ဘာနေလို့ဆိုရင်စိတ်မညစ်ပါနဲ့ကျမ်းမာရင်အရင်နေပါကျမ်းမာရင်ဝိတ်ချဖို့ဆိုတာအရန်လွယ်ပါတယ်လို့မကြီးကဒီနေ့ကနေမိုတီပေးပြစေဒီအခုဒီလိုမျိုးဝိတ်ချရင်မကြီးလိုချင်တဲ့တာဂက်ရောက်သွားပြီးပြီဆိုပြီးတော့မကြီးရှော့လိုက်မယ်တော့ရှော့လိုက်မှာတော့မဟုတ်တော့တိုင်းလေးပဲပုံမှန်လေးပဲမကြီးတွားမယ်ပုံမှန်လေးစားမယ်ရင်တော့ဆိုရင်ကြုံလာကောက်စားလိုက်တာပဲအခုတော့ဇက်ထဲကိုအစားတစ်ခုမထည့်ခင်စဉ်းစားပါတယ်အာဘိုက်စားလို့စားတာလားဘိုက်မစားပဲစားနေရလားစားရောစားခြင်းလားဆိုတော့အမြဲတွေးပါတယ်အဲ့စိတ်ကလေးနဲ့နေလိုက်တဲ့အခါကျတော့သူ့အလိုလိုအဆင်ပြေသွားပါတယ်ကလေးကဝန်ကြပြီးဘာလုပ်မှာလဲ ခါဝင်ဝင်ပါလားဝေးကြပြီးကြော်ညာရိုက်မယ်ကြော်ညာရိုက်မယ် vlog တွေဆက်ရိုက်မယ်ပြီးရင်ခါဝင်လာလေးအများကြီးဝက်မယ်အဲ့လေချနေရတယ်ဆိုင်နေလည်းအများကြီးလဲစားရဲဆိုအဲ့ရဘေးလက်စီလေးဖြစ်အောင်ဘလိုလေးထိန်းအဲ့ကြောင့်ဆရာသူ့ပြောတာတန်နေတဲ့စားရင်းနဲ့ဝေးချတာပေါင်30လောက်ကြာတယ်ဆိုတော့ तू ကစားတယ်မကြီးကမစားလား तू ကသိအပင်မှမခံလဲရဘူးဒါ तू ကတက်လက်ငယ်တော့ဝေးချရတာပိုလွယ်တယ်မကြီးတို့ကြအသက်ကကြီးသွားရင်အသက်ကြီးသွားတဲ့အချိန်မှာဝိတ်ချဖို့ကအရန်ခက်ခဲပါတယ်အထူးသဖြင့်အသက်90အထက်တည်းပေါ့အသက်90အထက်မှာ ဟိုများသွားပြင်မိုင်းတို့လို့အဲ့ရဲ့မိန်းမတွေကလေ့ကျင့်ခန်းတွေလည်းပြင်းပြထန်ထန်မလုပ်နိုင်ကြတော့ဘူးအဲဘယ်လိုခေါ်မလဲလုံရောကျော်ရောလုံနိုင်လမ်းလေးလျှောက်တာတော့ပြေးတောင်မပြေးနိုင်မိုင်းဆိုပြေးတောင်မပြေးနိုင်ပါဘူးအဲ့တော့မိုင်းကတော့ဆရာဝန်ပြောတဲ့ဆရာဝန်ကဆေးထုတ်ပေးတယ်မိုင်းတို့ယူထားတဲ့ပလန်တိုင်းဆေးထုတ်ပေးတယ်ထုတ်ပေးပြီးရင်ဆရာဝန်ညွှန်ကြားတဲ့ဟာကိုမိုင်းက join နဲ့စားတယ်နောက်တစ်ခါကျတော့မိုင်းရဲ့မျက်နှာပိုင်းပေါ့မိုင်းတို့ဝိတ်ကြလာတဲ့အချိန်မှာမိုင်းရဲ့ body ကအချီး ဒီမျက်နှာကြီးကလည်းအကြီးအဲ့ဒီမျက်နှာကြီးအကြီးမှာမကြီးရဲ့ဒီဟာတွေဆိုရွဲလာတာပေါ့နော်ဘာလို့ဆိုတော့ပေါင်းကားနေခဲ့တာအဲ့ဒါဒီအားလုံးကြဖို့ဆိုတာကအဲမကြီးရဲ့တက်တက်တစ်ခါတစ်ခုလောက်ရပါတယ် body ကိုလှသွားအောင် လုပ်ဖို့ကလည်းတနည်းအားမှာတစ်ခုလောက်ရပါတယ်အဲဆရာရဲ့ညွှန်ကြားမှုနဲ့အတူစားတာတောက်တာနေတာထိုင်တာမျက်နှာရဲ့အလှပါပေါ့တခုတည်းဝင်ကြီးကြသွားလို့လည်းဖြစ်သေးတဲ့အတွက်အဆစရရအဖက်ဖက်ကမကြီးလောက်ရပါတယ်အဲ့တော့နောက်မကြီးဘယ်လိုလုပ်တယ်ဆိုတာလေးဒါသူ့အခန်းကဏ္ဍနဲ့အခန်းက like မကြီးအဲ့ဒါလေးကိုတက်တက်အင်တာဗျူးပေးပါမယ်